င်္ဂလာပါရှင်မောသားမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရခိုင်ပြည်နယ်ဂွားမြို့နယ်နဲ့ဆက်ဆက်နေတဲ့အေရာရီတိုင်းလေးမျက်နှာမြို့နယ်မှာအေဘီလဇန်ပိုင်းကတိုက်ပွဲတွေညှိနှိုင်းပေးမိရခိုင်နယ်နဲ့ကောင်အဖွဲ့ AAU ဆောင်တဲ့ပူပေါင်းအဖွဲ့တွေရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့်တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး AAU ဆောင်တဲ့ပူပေါင်းအဖွဲ့တွေကနာဆာကတက်တွေရဲ့ပန်တော်ကြီးစခန်းကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ပြီးခဲ့တဲ့ရက်ပိုင်းကသတင်းတွေထွက်ပေါ်ခဲ့ပါတယ် ဒေဥဒံဖိုင်ထဲမှာတော့ပန်ဒေါ်ဂျီစကန်ကိုအေအေဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေလက်ရှိအချိန်ထိထိန်းချုပ်ထားနိုင်သလားဆိုတဲ့အချက်အပြင်ပန်ဒေါ်ဂျီတိုက်ပွဲအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့မော်တာမီဒီယာ channel ကို subscribe နဲ့ like ရန် share လေးလုပ်ပေးပါအောင်ရှင်။ပရိသတ်ကြီးနားဆက်ကအစိုးရဖွဲ့ကအင်အားပြင်းငလျင်တန့်ကိုခန်းစားခဲ့ရသူတွေကိုကူညီပေးနိုင်အောင် ဧပြီလ22ရက်နေ့ထိယာယီအပြစ်ခတ်ရက်စဲထားမယ်လို့ကြေညာခဲ့ပေမဲ့ရခိုင်လက်နက်ကအဖွဲ့ AA ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာနာဆကတက်စခန်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာပြီးခဲ့တဲ့ရက်ပိုင်းအတွင်းတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးရခိုင်ပြည်နယ်ကွာမြို့နယ်နဲ့စစ်နေရဲ့အေယာရီတိုင်းလေးမျက်နှာမြို့နယ်တဲကပန်းတော်ကြီးရှိနာဆကစခန်းကိုလက်နက်ကအဖွဲ့ AA ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေကတိုက်ခိုက်ထိန်းချုပ်နိုင်ခဲ့တယ်လို့သတင်းတွေထပ်ပေါ်ခဲ့ပါတယ် န်တော်ကြီးဟာလေးမျက်နာမျိုးနဲ့ရှင်းမိုင်ကန်အကွာမှာရှိနေပြီးတော့ငဝမင်းနဲ့ပသိမ်မုံရွာလမ်းမကြီးအနောက်ဘက်ရိုးမတောင်ကြီးမှာတည်ရှိပါတယ်။ရခိုင်လက်နဲ့ကန်အဖွဲအေအေဦးဆောင်တဲ့ပူပေါင်းအဖွဲတွေဟာရခိုင်ပြည်နယ်ကွားမြို့နယ်နဲ့ဆက်နေတဲ့အေယာဝတီတိုင်းလေးမျက်နာမျိုးနယ်တဲကပန်တော်ကြီးစခန်းကိုထိန်းချုပ်နိုင်ခဲ့တယ်လို့အေဗီလာ၁၈ရက်နေ့မှာသတင်းတွေထွက်ပေါ်ခဲ့ပါတယ်။တိုက်ပွဲတွေဖြစ်ပွားမှုကြောင့်ဒေသခံတွေဟာစစ်ဘေးရှောင်နေကြပြီးတော့ အေအေဦးဆောင်တဲ့ပူပေါင်းအဖွဲ့ရဲ့ထိုးစစ်စင်တိုက်ခိုက်မှုကြောင့်တိုက်ပွဲတွေဖြစ်ပွားခဲ့ရတာဖြစ်တယ်လို့သိရပါဗျ။ NASA ကပန်ဒိုဂျီကိုလက်မလွတ်ရအောင်မြေပြင်တိုက်ခိုက်မှုတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေလည်းလှုပ်ဆောင်ခဲ့ရ။အေအေဦးဆောင်တဲ့ပူပေါင်းအဖွဲ့ရဟာပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့စီးစိတ်ဝင်စားသူတဦးကတက်တော့လူမှုကွန်ရက်မှာရေးသားဖော်ပြခဲ့ပါဗျ။စီးစိတ်ဝင်စားသူတဦးကတော့ AR တိုင်းလေးမျက်နှာမြို့နယ်ပန်ဒိုဂျီရွာကိုတင်ပိုက်ထားတဲ့ AA နဲ့ PDF ပူးပေါင်းအဖွဲ့တွေပြန်လည်ဆုတ်ခွာသွားပြီးတမရော်ကပြန်လည်ထိန်းချုပ်လိုက်ပါတယ်။တမရော်ကလိုက်လံရှင်းလင်းနေပြီးပတ်သိမ်မုံရွာလမ်းမကိုစိုးမိုးခြင်းနဲ့ AA ရဲ့အစီအမံတွေပြတ်သွားပါတယ်ဆိုပြီးတော့ AB လ21ရက်နေ့ကတဲတော့လူမှုကွန်ရက်မှာရေးသားဖော်ပြခဲ့ပါတယ်။ AA ရေးတိုင်းအတွင်ထိုးစစ်ဆင်လာတဲ့ AA ဦးဆောင်တဲ့ပူးပေါင်းတပ်ဖွဲ့တွေနဲ့နာဆာကတက်တွေအကြတိုက်ပွဲဖြစ်ပွားမှုဟာပြီးခဲ့တဲ့ AB လဇန်ပိုင်းမှာအနည်းငယ်ညှိတက်သွားခဲ့ပြီးမြေ ဒကြန်ကာလအတွင်းမှာအပြန်အလှန်ပြစ်ခတ်မှုတွေစတင်ခဲ့တာဖြစ်လာခဲ့ပြီးပြီးခဲ့တဲ့အေဗီလာ15ရက်မှာလေးမျက်နာမျိုးပန်တော်ကြီးကြေးဝါဟွန်းကျင်မှာတိုက်ပွဲတွေပြင်းထန်လာခဲ့တယ်လို့ဒေတာကန်တဦးကပြောပါတယ်။အေအေနဲ့ PDF ပူပေါင်းအဖွဲ့တွေဟာလေးမျက်နာမျိုးကိုထိုးစစ်ဆင်တိုက်ခိုက်ခြင်းအတွင်အင်အားအနည်းဆုံး3000ခန့်ပူပေါင်းပါဝင်ပွဲရှိနေပြီးတော့နာဇကာတပ်တွေက လေကြောင်းတိုက်ခိုက်မှုတွေအပြင်လက်နက်ကြီးတွေနဲ့လည်းတုံ့ပြန်တိုက်ခိုက်ခဲ့ရာပန်တော်ကြီးစခန်းတိုက်ပွဲတွင် AA နဲ့ PDF ပူပေါင်းအဖွဲ့တွေယာနေစီထိခိုက်သေဆုံးခဲ့တယ်လို့ဒေတာကန်တို့ကအခုလိုမျိုးပြောဆိုခဲ့ပါတယ်။ကိုဒီအနောက်ကိုစုတ်တာစုတ်ပြီးမှအဲ့နေရာဝိုင်းပြန်ဒီကောင်တရားကျောင်းကြကြံခဲ့တယ်။ကြပြီးတော့အခုဟိုဘက်မှာဆန်းသူတို့ပြောတယ်ဆန်းပကအော်ဆဆယူလို့အဲဆန်းရွာကြီးတို့အဲ့ဘက်ကိုရောက်သွားပြီဒီကောင်တွေကဂျိုးမတောင်ချေဘေးတွေပေါ့အောက်ချေရွာတွေရောက်နေတယ်တဲ့။အဲ့ကောင်တွေကအဲ့ဒါတွေက BD ရဲ့ရွာတွေပေါ့ကွာ။အဲ့တို့ကပေါ့ရေကြီးနေကြီးမျက်နှာရဲ့ ဟိုသာတော့ရုံးမတောင်ကျိုးရဲ့အဆက်ကူပေါ့အဲဒီဒီနာတို့အဲပန်တော်ကြီးတို့ဘာလို့ကရင်းမျက်နာရဲ့နားမှာပဲတော်ရင်းမျက်နာတွေရဲ့အဆက်ပေါ့တွားရုံဝါးရှိနေတာပေါ့မျိုးနဲ့အဆက်ဒီမှာပါပဲဟိုကကျတော့ရခိုင်နဲ့ကအဆက်ဒီပေါ့သူပဲအရာဝိတ္တအဆက်နားရောက်နေတော့အဲ့ဒီကအရာမနဲ့ဥပဒေရဲ့သုံးတော်ကျိုးရဲ့ဟောရှိတယ်ဘလူးကဝင်လာတယ်အေးရပီဂျီပေါ့ပူပေါ့ပေါ့အေးပေါ့ချင်းနေရပေါ့ပူပေါ့ဖွဲ့ 3500 3500ရောရှိတယ်လို့ပြောတယ်။အာပိုရဲဝင်ရောက်တဲ့သူတွေရှုံသွားတယ်။ပိုရဲကဟိုကကြောင်ပြေကူနဲ့အမြောက်ပြေကူနဲ့ပြည့်အဲဒီကောင်တော်တော်လေးနောက်ကျပြီးတော့ကုန်ပြန်ပြေကူလား။အာဘာလို့ပြေကြောင်။ဒါပေမဲ့အခုတော့ငြိမ်သွားပြန်ရဲ့ဘက်ကနာဇက်ကတက်တွေဟာလေမျက်နာမျိုးနဲ့အတွင်းမျက်မြေရှမ်းလင်းရေးလှုပ်ဆောင်ခြင်း၊စိတ်အရာတိုးမြင့်ခြင်းနဲ့ကင်းစကန်တိုးမြင့်ချထားခြင်းတွေလှုပ်ဆောင်ရရှိတယ်လို့သိရပါဗျ။ လေးမျက်နှာမျိုးကံတအူကလည်းပန်းတော်ကြီးရွာကလေးမျက်နှာမျိုးကနေဆိုခုနှစ်မိုင်ကျော်လောက်ဝေးတယ်။ငဝုံတတားကိုဖျက်ပြီးတော့မြည့်ရဲ့အရှိပဲကန်းနင်းကျန်းရွာစီစုံကုန်းရွာတွေလွန်သွားရင်ပန်းတော်ကြီးရွာပေါ့တိုက်ပွဲတွေကနေတိုင်းဖြစ်နေရာဒကြံတွင်လည်းဖြစ်တာပဲနှစ်ဖက်ထိခိုက်သေဆုံးမှုတွေလည်းများတယ်။လေးချောင်းတိုက်ခိုက်မှုတွေကလည်းအဆက်မပြတ်ပဲဒရုန်းနဲ့တိုက်ခိုက်တာတွေလည်းရှိရဲ့အဲ့ဒါကြောင့်ပန်းတော်ကြီးကရွာသားတွေအကုန်ဆေးရှောင်ကုန်ကြတာအများစုကတော့လေးမျက်နှာမျိုးနယ်နဲ့ အိုင်တပြုတ်ရွာဘက်ကိုရှောင်လာကြတာများတယ်ဆိုပြီးတော့ပြောပါရယ်ရက်ကလည်းနဲ့ကအဖွဲ AA နဲ့ PDF ပူပေါင်းအဖွဲတွေဟာနာဆာကတက်တွေရဲ့တုံ့ပြန်တိုက်ခိုက်မှုကြောင့်ပန်တော်ကြီးဂျေးရွာကနေပြန်လည်ဆုတ်ခွာခြင်းအတွင်းဂျေးရွာသားတချို့ကိုဖမ်းဆီးတာတွေနဲ့ရှေ့ပြတ်တယ်လို့ပြည်သူပိုင်းပစ္စည်းတွေကိုလည်းခိုးယူသွားတယ်လို့ Facebook လူမှုကွန်ရက်မှာ AB 21ရက်နေ့ကဝေဖန်ရေးသားတာတွေနဲ့ရှင်းနေခဲ့ပါရယ်စီးစိတ်ဝင်စားသူတအူက အေးအေးအကျန်းပဲအဖွဲဟာပန်တော်ကြီးရွှေစံတော်တမတော်စကန်ကို ထောင်ထဲကြီးတဲ့အင်အားနဲ့ငါးရက်ကြာဝင်တိုက်ခဲ့ပါတယ်။တမတော်သားတွေမဆုတ်တဲ့ဇွဲနဲ့ခုခံတယ်လို့လေကြောင်းပစ်ကိုလက်နဲ့ကြီးပစ်ကိုစီးကျက်ညီကဲလို့အကြအဆုံများစွာနဲ့ဆုတ်ခွာသွားရပါတယ်။ပန်တော်ကြီးသီလာရှင်ကြောင့်မအေးအေးရဲ့အကျန်းရှိအင်အားနဲ့ဒံယာရအေးအေးတွေကိုစံကုံလန်းစုံကောင်းပြင်စိုက်ပျိုးရေးချက်မှာဆွဲထုတ်ထားတယ်လို့နန်ကဲဘက်ကို ဆုတ်ခွာမှုလည်းရှိပါတယ်။ ခုမနစ်မှာတော့ဝစ်ကုံထောက်ကျန်ခွင့်ဘက်ကလက်ကျန်အင်အားတွေကိုစုဖွဲ့နေရလို့တည်င်းအရာတက်မတော်ဘက်မှအပိသက်ချင်းမုံထိုင်ရန်ထောက်လန်းလျက်ရှိပါတယ်။ဖောင်တော်ဦးဖုံးတော်ကြီးကြောင့်မှတန်ကာ၅ပါးရွာသား၃ဦးဆ iam မတူတို့ကိုအေးအေးဟာစောက်ခွာရင်းနဲ့ဖမ်းသွားခဲ့တယ်လို့တောက်စရိကုံဖုံးကြီးကြောင့်နဲ့ရွာအတွင်းမှ ပြည်သူပိုင်းပစ္စည်းတွေကိုလည်းခိုးယူသွားခဲ့ပါတယ်။တရက်ကုံရှမ်းခွင်ဘက်မှပြည်သူတွေရဲ့ဖုံးတွေကိုလည်းဓမြတိုက်သွားခဲ့ပါတယ်။ပျက်စီးမှု ပန်းတော်ကြီးအထက်က90ရာခိုင်နှုန်းနဲ့နေအိမ်ကလုံးပျက်စီးသွားခဲ့ပါတယ်ဆိုပြီးတော့ဧပြီလ23ရက်နေ့က၎င်းရဲ့လူမှုကွန်ရက်မှာရေးသားဖော်ပြခဲ့ပါတယ်။ဒေသခံဆရာတော်တပါးကလည်းပန်းတော်မှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေရအမှန်ပါပဲ။လက်နက်ကိုင်အဖွဲ့အစည်းတွေကအဲ့ဒီထိလည်းရောက်လာကြတယ်။နှစ်ဖက်ပစ်ခတ်မှုတွေကြောင့်ရွာမှာလည်းမိရိလောင်ရရတွေ့ရတယ်။အခုကြားမီဒီယာတက်လို့ဆိုရင်တော့စစ်တပ်ကအမြောင်နဲ့ပစ်ခတ်တယ်၊လေကြောင်းကလည်းတိုက်ခိုက်တယ်ဆိုတော့ အေအေဥဆောင်တဲ့ပူပေါင်းအဖွဲတွေပြန်ဆုပ်သွားတယ်လို့ကြားမိရဲ့အေအေဥဆောင်တဲ့ပူပေါင်းအဖွဲတွေဆုပ်ခွာသွားတယ်ဆိုပေမဲ့အကုန်ဆုပ်ခွာသွားသလားဓမ္မမဟုတ်တချို့ပဲဆုပ်ခွာသွားတာလားမသိရသေးဘူးပန်းတော်ကြီးကတော်တော်လေးထိသွားတယ်စိတ်မကောင်းစရာပါပဲလက်ရှိအချိန်မှာရှောင်နေတဲ့နေအသက်မသိရင်ဘာမှမစိုးပြန်ပြစ်နိုင်ပါတယ်အသက်သာအဓိကပါဆိုပြီးတော့မိန့်ကြားခဲ့ပါတယ်လက်မျက်နာမျိုးမှာတိုက်ပွဲတွေဖြစ်လာခဲ့ပြီးနောက်ဒေသခံတွေဟာစစ်ရှောင်နိုင်ဖို့အတွက်ကျွဲတွေနွားတွေကို ရတဲ့ဈေးနဲ့ရောင်းချခဲ့ရသူရှိတယ်လို့တချို့လေကျွဲတွေနွားတွေလေအကုန်ထားခဲ့ရတယ်လို့သိရပါတယ်ရှင်